ခက်ခွက်ခွာလေးချစ်ပါခင်မုန်းဖြစ်သူနဲ့ကျမစကားလက်ဆုံးပြောပြကြရင်ကျမသတိထားမိတာလေးတခုခြေနဲ့ပီတီလေးနဲ့ပြောပြဖြစ်ပါတယ်မောင်ရီတို့စိတ်မဆူးစိတ်မကောက်ဖြစ်တာတော်တော်ကြာသွားပြီနော်လာနေတော့ချီနေပြီသတိထားမိလားလို့ပြောလိုက်တော့ခင်မုန်းဖြစ်သူကခက်ပြုံးပြုံးလေးပြန်ဖြေပါတယ်ဟုတ်တယ်ချစ်အရန်တူးတက်ပြောင်းလဲလာပြီအရင်လိုစိတ်မဆိုးတတ်တော့ဘူးတဲ့ အရင်ကဆိုကိုယ်စိတ်နဲ့အဆင်မပြေတိုင်းထိတ်ခနဲဆိုစိတ်ဆိုးစိတ်ကောက်ပြီး စကားမပြောတော့တဲ့အချိန်တွေဟာတပတ်မှတစ်ချိန်လောက်တော့အသာလေးပါပဲခင်မောကမကြာခဏချော့ရတတ်ပါတယ်အခုတော့ကျမကူကစိတ်အေးချမ်းအောင်နေဖို့ကြိုးစားတတ်လာတာမို့တုံတုံပြဿနာလေးတွေဆို let go လောက်လိုက်တာများပါတယ်လူတယောက်က ကို့ပေါ်စိတ်မချမ်းသာစေဘူးဆိုရင်အဲ့ဒီလူကိုကို့ဘွားရေရရော ကို့အတွေ့တွေကပါဖယ်ထုတ်ထားလိုက်ပါတယ်သူနဲ့ပတ်သက်ပြီးဘာမှကိုမသိကျင်တော့တယ်လို့စိတ်ဆိုးတာစိတ်ခူတာအမြင်မကြည်လင်တာတွေဘာမှမရှိတော့ပဲခက်ခွာခွာလေးနေလိုက်တာဖြစ်ပါတယ်ဘာကြောင့်နဲ့မှဘသူအတွက်မှကို့ရဲ့စိတ်ကြည်လင်ငြိမ်းချမ်းနေတာလေးကို အထီးခိုက်မခံတော့တာဖြစ်ပါတယ်။ကိုချစ်ခင်တမိုးထားတဲ့သူတွေနဲ့ပတ်သက်လာရင်လေအရင်ကဆို နေရာကဝင်ပါ ပတ်သက်ပိုင်ဆိုးချေလေခြင်းစိတ်တွေများပါတယ်။ဘသူကိစ္စမဆိုကိုတည်ရမှ ကိုပါရမှ ကိုစီစဉ်ဆောင်ရွက်ပေးရမှဂျင်းတ်တတ်သူဖြစ်ပါတယ်။ကိုကစေတနာတွေတနေ့တမိုးထားပြီးစေရောကိုပါမြုပ်နှံပြီး အာဂျူမန်တဲ့နေရာတကာဝင်ပါနေရခြင်းဟာကိုယ်ပခုံးပေါ်မှာရှိရှိသမျှဝင်းဒိုးဝင်ဘူးတွေထမ်းထားရတယ်လို့ပါပဲအမြဲလေးလံပင်ပန်းနေပြီးသူတို့အတွက် နေရာတကာလိုက်ပါပူပန်နေရတာဟာ ကိုယ့်ရဲ့စိတ်ကိုပါ ပူလောင်စေပါတယ်ကိုကစေတနာတွေတိတ်ထားလွန်းနေပြီးတော့ကိုယ့်စေတနာကို တစ်ဖက်ကမသိသလိုတံပိုးမထားအတိမတ်မပြုသလိုဆက်ဆံခံရတဲ့အခါကိုပဲစိတ်ဆိုးဒေါသထွက်ရပြီးစိတ်ပင်ပန်းရပါတယ်ခုနောက်ပိုင်းမှာတော့ကိုချစ်တဲ့သူတွေကိုလည်းစိတ်ရောကိုယ်ပါနှိမ့်မြုပ်ပြီးစွတ်အတင်းကြီးတွေနေရာတကာပါဝင်ဆွတ်ဖက်စီစဉ်ပေးတတ်တဲ့အကျင့်ကိုရှော့ချလိုက်ပါတယ်ကိုတက်နိုင်သလောက်လေးကူညီပါဝင်ပေးပြီးမြေ ကိုမတက်နိုင်တဲ့ကိစ္စတွေကိုတော့ကြိုပြီးစိတ်လျှော့လက်လွတ်ချထားလိုက်ပါတယ်။လူတိုင်းမှာသူကုသူကံတဲ့သူပါလာပြီးသားလေ။ကိုစိတ်ပူဆိုးနေတဲ့အတိုင်းလေသူဖြစ်ချင်မှဖြစ်မှာ။သူဖြစ်ဖို့ကံပါလာရင်လေကိုကဘလောက်ပဲလိုက်ပြီးကာကွယ်ထိန်းချုပ်နေလေဖြစ်เสียရှိတာဖြစ်မှာပဲ။အစသဖြင့်ကိုစိတ်ကိုတက်တာပြေလျော့စေတဲ့အတွေးမျိုးလေးတွေတွေးတတ်လာပါရဲ့။ ပြဿနာတိုင်းကိုဝင်မပါပဲခြေကလေးတလန်းဆုပ်ပြီးခက်ခွာခွာလေးချစ်တက်လာပါတယ်။ရလက်ကတော့ကိုချစ်တဲ့သူတိုင်းပေါ်နေရာတကာလွှမ်းမှုချေလေမနေတော့ပဲသူ့ဘဝသူ့ရဲ့ကိုပိုင်းလွတ်လပ်ခွင့်သူ့ရဲ့ကိုရီးကိုတာ သူ့ရဲ့ဆုံးဖြတ်ပိုင်ခွင့်ဆိုတာတွေကိုတံမိုးထားနားလည်ပေးတတ်လာပါတယ်။အဲ့လိုစီးလေးထားလိုက်တဲ့အတွက် ကိုစိတ်တွေလည်းအရင်ကလို့ ိတ်ပြားများမနေတော့ဘဲအေးချမ်းလာတာကိုသတိထားမိလာပါတယ်။ကိုယ်စိတ်နဲ့မတွေ့တဲ့အခါအစင်မပြေတဲ့အခါလဲအလွယ်တကူ let go လုပ်လိုက်ပါတယ်။ကိုမတက်နိုင်တဲ့အရာတွေကိုအတင်းလိုက်ပြီးခြေလဲစီစဉ်နေလို့လဲကိုဖြစ်စေခြင်းတလို့ဖြစ်ချင်မှဖြစ်တာပဲလေလို့တွေးလိုက်ပါတယ်။အရာရာကိုတိတ်ကြည်ပူးဝင်ခန်းစားလွမ်းတာမျိုးမလုပ်ဘဲဘသူ့ကိုမဆိုးခက်ခွက်ခွာလေးချစ်ကြည့်ပါ။ ပူပန်သောကနာကျင်ရခြင်းဆိုတာစုပ်တွေနှောင်ဖွဲ့ထားတာတွေများခြင်းကနေမြစ်ဖြားခံတာဖြစ်ပါတယ်လက်လွတ်နိုင်လေလေခက်ခွာခွာလေးချင်နိုင်လေလေကိုယ့်ရဲ့စိတ်နှလုံးမှာဒဏ်ရာကင်းစွာနဲ့ပေါ့ပေါ့ပါပါ ကြည်လင်တန့်စင်ရလေးပဲဖြစ်ပါတယ်